အပြင်မှာနေရာများသွားတဲ့အချိန်လို့ကန်းခြေတွေသွားလိုက်တဲ့အချိန်ကျရင်ပြန်လာအချိန်ကျရင်မျက်နှာဆက်ပြင်းပြင်းဖြစ်တဲ့အရေပြားတွေကြောရီကဆက်ပြင်းပြင်းဖြစ်လာပြီးတော့တမျိုးကြီးပေါ်တော့နေရတာတန်းတောင်းသာသာမဖြစ်တော့ဘူးအဲ့လိုမျိုးဖြစ်နေပြီဆိုရင်တော့တို့ဒီအရေးပြားစားပြီးတော့ပျက်စီးနေရဆိုတာတော့ကိုကသိတယ်။ဆိုတော့ဒီလိုမျိုးခြေနေထပ်မဆိုးအောင်တို့တို့ဒီ body ကိုစားပြီးတော့ care ဖို့အတွက် body care product လေးတွေအများကြီးလိုအပ်လာတယ်။ပြောင်းလဲဖို့လည်းလိုအပ်လာတယ်။ကဲအဟာလေးတွေကဘာဖြစ်မှလဲ။ပြီးတော့အဲ့ product လေးတွေအတွက်လည်း data 15ရာခိုင်နှုန်း percent ဂျစ်ကောင်ချထားတာလေးလည်းယူလာပေးပါရယ်အဲ့ဒီရဲ့ကုတ်လေးတော့ကကြတော့ဗီဒီယိုဆုံးတိကြည့်ပေးဖို့တော့လိုလိမ့်မယ်နော်မင်္ဂလာပါကျမတတိယူရီပါ အေးပြကျမရင်းနဲ့အလှပါခု knowledge sharing ရေးလုပ်ပေးနေတယ်အလှပါရေးရဆရာဝန်လည်းဖြစ်တယ်လို့အမျိုးသမီးကျမရေးချောင်းကိုဘူသူဒ် sharing လုပ်ပေးနေတဲ့ဆရာဝန်လည်းဖြစ်ပါတယ်ရရောကနေလောင်တဲ့အချိန်ကျအပြင်မှာနေတာများတဲ့အချိန်ကျဘာဖြစ်ဖြစ်စံပန်းရတယ်အေးပြကြီးကရဲလာပြီးဆိုပြီးတော့တိလာတဲ့အချိန်ကလူကြီးတော်တော်များများကြောက်တော့ဟာငါအသားကြီးမဲတော့မှာပဲငါအသားမဲတာစိတ်ညစ်တယ်ဆိုပြီးအဲ့လောက်ပဲအဲ့ဒီတစ်ခုလေးပဲတို့တို့တိထားကြတာမျိုးလေးရှိရပေါ့နော်အဲ့တော့အခုအသားမဲတာခဏထားအောင်အဲ့ဒီအသားမဲတာအပြင် င်ဒေါက်တာတို့အရေးပြားတွေကဘာတွေပြောင်းလဲတာလဲဆိုတာလေးတွေကိုတော့သိဖို့လိုအပ်လိမ့်မယ်အားမှာဒါလေးအချိန်မီကာကွယ်နိုင်တဲ့အချိန်ကြာရင်အရေးပြားဆုံးရှုံးမှုတွေအများကြီးမဖြစ်တာဖြစ်ပါတယ် အဲ့တော့အသားမဲတဲ့ပြင်ဘာဖြစ်လဲဆိုတော့တို့ဒီ hot inflation ဖြစ်လာဖြစ်ဖြစ်တဲ့အတွက်တို့ရဲ့သွေးကြောလေးတွေကပုံမှန်ထပ်ပိုပြီးတော့ကျယ်လာတယ် vasodilation ဖြစ်လာတယ်ပေါ့နော်အဲ့ဒီကနေရောင်ရမ်းမှုတဆင်နေရောင်ရမ်းမှုတွေများလာတာကိုတွေ့ရနိုင်တယ်နောက်တစ်ခုကကျတော့တို့ရဲ့ natural moisturizing factors လို့ခေါ်တဲ့အာဒီ amino acid လေးတွေ urea လေး lactate လေးတွေ sugar လေးတွေအာဟာရလေးတွေကကျတော့ uv damage ရှိကြအောင်အကုန်လုံးညီပါပျက်စီးသွားတာတွေရောကြွားတာတွေဖြစ်တယ်အဲ့ဒီအချိန်ကျတော့တို့က dehydration ှိနေရတယ်ဆိုတဲ့ခံစားချက်ကိုရကြတယ်ပေါ့အဲချိုးတွေကကြောက်ရေပြား၆တယ်ဆိုတဲ့ဟာလေးတွေနဲ့ခံစားရတယ်ပေါ့နော်နောက်တစ်ခုဘာတွေဘာရောထပ်ပြီးတော့ပြောင်းလဲသွားလဲဆိုရင်ဒေါက်တာတို့ရဲ့ဒီ ceramides တွေ အဲဒီ cholesterol တွေပေါ့နော်အဲ့ဒီအရန်ဟိုကိုအေးပါတဲ့ဒီအရာလေးတွေရာလဲဒီအစီပင်လွှာလေးတွေလည်းပဲစပြီးတော့ကြာဆင်းလာတယ်ကုန်ဆုံးလာတယ်ဆိုတော့အဲ့ဒီဟာရဲ့အကျိုးသက်ရောက်မှုအနေနဲ့ကကြတော့ဒေါက်တာတို့ရဲ့ trans epidermal water loss ဆိုတဲ့ဟာလေးစဖြစ်လာတယ်ရေတခန်းချောင်းမှုပုံမှန်ထက်ပိုပြီးတော့မြင့်လာတယ်ပြီးတော့ပုံမှန်ထက်ပိုပြီးတော့အိုလာတယ် aging ပိုဖြစ်လာတယ်ပြီးရချင်းကျရင် infection အရင်ကထက်ပိုပြီးတော့ဝင်ဖို့ chance ကပိုပြီးတော့များလာတယ်အဲ့တော့တို့ကနေအောင်ချီချွတ်မှုများသွားတဲ့ ဲ့နောက်ပိုင်းမှာဆိုရင်တို့တို့ဒီအသားမဲတာအပြင်ကိုကိုတို့တို့အရေးပြ hydration နေ lipids တွေဒီဟာတွေကြာစင်းမှုတွေကြောင့်တို့တို့ရဲ့အကျိုးဆက်တွေအားကြောင့်တော့အများကြီးဖြစ်လာနိုင်တယ်။ကဲအဲ့လိုမျိုးလေးတွေဖြစ်နေပြီဆိုတော့တိပြီးနောက်ထပ်အရေးပြထပ်မပြည့်စီအောင်ဒီထပ်မစုံအောင်ဘာတွေယူဆရမလဲဆိုတော့တို့တို့တိဖို့လိုပြီ။အဲ့ဒီချိန်ကြရင်ဆိုရင်တို့တို့ဒီအခု6ခန်းလာတဲ့အရေးပြကပြီး lipid တွေဆုံးရှုံးလာတာဖြစ်တဲ့အတွက်ကိုသုံးတဲ့ဒီ body lotion တွေအားအစအိုးကိုဒါတွေကိုပြန်ဖြည့်ပေးနိုင်တဲ့ဟာပဲဖြစ်ရင်အကောင်းဆုံးဖြစ်တယ်။ ဲ့တော့ဒါဒီပစ္စည်းတွေမပါတဲ့ body lotion တွေဆိုရင်တော့ဘာမှအကျိုးတရားမှုရှိနေမှာမဟုတ်ပါဘူးပြီးတော့နောက်တစ်ခုတို့တို့ဒီ sun care လုပ်ရပါမယ်အဲ့လိုမျိုးဖြစ်ပြီးပြီဆိုရင်နောက်ပိုင်းအပြင်သွားတဲ့အချိန်ကြာရင် UV damage ဒီထက်ပိုမဆိုးအောင်အတွက် sunscreen လိမ့်တာတွေကလုပ်ကိုလုပ်ရပါမယ်ပြီးနောက်တစ်ခုရှားလို့ခြောက်လို့ဆိုပြီးတော့အရန်နေမဟာတရားကောက်တာမျိုးတွေကိုလုံးဝမလုပ်ပါနဲ့ငါကိုကလေးကကိုမကောက်ကလေးရောကိုသူက infection ဝင်မှုအခွင့်အရာပုံမှန်ထက်ပိုပြီးတော့များနေတာကိုသိထားရပါမယ်ကိုကိုလိုက်ရင်ပိုဆိုးသွားပါလိမ့်မယ် အကောင်းဆုံးကကြတော့ဖြစ်နိုင်တယ်ဆိုရင်ဒီလိုမျိုးနေထားလောက်ထိမဖြစ်အောင်တွယ်ဆကလေးကကြိုတင်ပြီးယူဆိုင်ထားရင်တော့အကောင်းဆုံးပါပဲ။ အဲ့တော့အရေးပြားကဒီလိုမျိုးစပြီးတော့ပျက်စီးနေပြီးအရင်ရဲနေပြီးဟိုစပြင်းပြင်းဖြစ်လာနေပြီးဆိုပြီးတော့ခံစားတဲ့ချိန်ကြရင်တော်တို့ဒီပထမဆုံးမလုပ်ရလဲဆိုအင်းရောက်တဲ့ချိန်ကြရင်စပြီးတော့ရေချိုးကြရပါပဲလေအဲ့တော့တော် product recommendation အနေနဲ့စပြီးတော့ပေးထားတာဒီဒီဘက်က cleansing wipe ဒီရေချိုးဆက်ပြရရဲ့ပြီးတော့နောက်ထပ် further damage တွေမဖြစ်အောင်တော့လိမ့်လို့ရအောင် sunscreen sensitive skin အောင်မှာသုံးလို့ရတဲ့ sunscreen ရေကိုဒါတစုံလေးရွေးထုတ်ပေးထားတာဖြစ်ပါတယ်ဆိုတော့ဒီ cleansing wipe မှာတော်တို့ပါပါလဲကြည့်ရအောင်သူ့ရဲ့နာမည်ကကြတော့အတူတန်း glazing wine လို့တောင်းနေပေါ့နော်အဲ့တော့ဒီ glazing wine ထဲမှာပါတာကကြတော့ skin barrier therapy patent ဆိုတဲ့ဟာလေးပါတယ်သူကကြတော့တို့အရေးပြားလေးထပ်ပြီးရောပိုးမွားတွေကန့်ညှိလို့မရအောင်အတွက်လှုပ်ထားတာလေးဖြစ်တယ်တို့အရေးပြားပေါ်မှာဒီခွက်လေးနဲ့ glycoprotein လေးရှိရဆိုရင်ဒီ technology လေးထဲမှာပါဒီ therapy ထဲမှာပါတဲ့ sugar ester လေးကဝင်ပြီးတော့နေနှင့်ပီတာဖြစ်တာဖြစ်တဲ့အတွက်အပြင်ကလာတဲ့ပိုးမွားတွေဆိုရင်အရေးပြားပေါ်မှာကတ်လို့မရအောင်ဒါစီပေးထားတာဖြစ်တယ် ပြီးတော့နောက်တစ်ခုသူ့ထဲမှာပါတဲ့ ingredients ကအရင် gentle ဖြစ်တာဖြစ်တဲ့အတွက်နေပဲလောင်လာပါပဲဖြစ်ဖြစ်ကိုကိုရောတို့အရေးပြပေါ်မှာအရင်ကိုကို family ကဖြစ်တဲ့ ingredients လေးပဲဖြစ်တယ်ပြီးတော့သူ့ထဲမှာထည့်ထားတာကကြတော့ vitamin PP ဆိုတဲ့ဟာလေးပါတယ်သူကကြတော့ nursing ပုံစံအသွင်ပုံစံတစ်မျိုးလေးပဲဖြစ်ပါတယ်ဒါတို့ဒီ epidermis မှာရှိတဲ့ lipid လေးတွေကိုသူ့ဟာနဲ့သူ natural production ဖြစ်အောင်တော့ကိုအများကြီးကိုညီပေးပါတယ် နောက်ပိုင်းဒီ UV damage ကြောင့်ဖြစ်တဲ့ဟာတွေဒီ pollution တွေကြောင့်ဖြစ်တဲ့ဒီဟာတွေကြောင့်တို့အရေးပြားတွေဒီညထီထီနဲ့၆ခန်းနာမျိုးလေးတွေဖြစ်တဲ့အချိန်ကြာရင်အဆိုးဓာတ်ပြန်ရအောင်အတွက်ဆိုရင်ပြီးရောလေသူဒီ glycerin လေးထည့်ထားရှိရယ် plant based biolipid လေးထည့်ထားရလည်းရှိရယ်ပြီးတော့နောက်ပိုင်း consequence အနေနဲ့တို့တို့ဒီရရဲကုတ်တဲ့နေရတာစမပြေဘူး tightness တို့မျိုးခံစားချက်ရရဲပေါ့နော်ဒီဟာအတွက်လည်းပဲသူဒီ plant based biolipid လေးကိုထည့်ထားတာကိုဒေါက်တာတွေးရတယ်ဆိုတော့ဒီ cleansing wine ထဲမှာပါတာဒီတော့တို့ဒီ bacterial infection တွေကိုလည်းထပ်မဝင်အောင်ကာကွယ်ပေးနိုင်မယ်ရားနေတဲ့ဟာတွေကိုလည်းအများကြီးသက်သာပေးနိုင်တယ်အဆိုးတက်ကိုလည်းထပ်ပြီးတော့လည်းထိန်းထားပေးနိုင်တယ်သူ့ထဲက ingredients တွေကကြတော့လည်းရေပြားတွေအရင်ကို gentle ဖြစ်တဲ့ဟာလေးကိုတုံးထားတာကိုတွေးရတယ်ဆိုတော့တို့ရေချိုးလိုက်တာနဲ့ဒီဆက်ပြာကြောင်တော့ထပ်ပြီးတော့ပြဿနာတက်တဲ့ဟာတွေတော့တို့ထပ်မဖြစ်တော့ဘူးပေါ့ကဲအဲ့ချိန်ကျရင်တို့ဒီ body lotion ဘာသုံးမလဲဆိုတာလေးတွေ ော့ဖြစ်ပြီးဆိုတော့ဒေါက်တာ body lotion နဲ့ပတ်သက်ပြီးတော့လေဒေါက်တာ atodan intensive bond ဆိုတဲ့ဟာလေးဒေါက်တာပြောပူတယ်အဲ့ဗီဒီယိုလေးတော့ဒေါက်တာအောက်မှာ link လေးချပေးမယ်အဲ့လိုမျိုး body lotion လေးနဲ့တွဲသုံးနိုင်နေဆိုရင်တော့အကောင်းဆုံးဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ဒါတို့ထပ်ပြီးတော့အပြင်သွားအောင်မယ်ဆိုရင်တော့ဒါတို့အဲ့ချိန်ကျရင်တော့ sunscreen လိမ့်မှာပဲရတော့မှာအဲ့တော့ biodarm ထဲကနေပြီးတော့ဒေါက်တာအာဒီ category တွေအများကြီးရှိရဲ့ထဲကနေပြီးတော့ aqua fluid ဖြစ်တဲ့ invisible ကိုပဲတော်တော်ရွေးပေးထားတာဖြစ်ပါတယ်။ဘာလို့လဲဆိုသူ့ထဲမှာပါတဲ့ ingredient က very sensitive skin တော့မှာတုံးလို့ရတာဖြစ်တယ်။ပြီးရင်လိမ့်လိုက်တဲ့အချိန်ကျ white curls တွေကျန်တာမျိုးဖြူသွားပြာသွားအဲ့လိုမျိုးတွေလည်းမရှိဘူး။လုံးဝနာမည်တိုင်းပဲ invisible တိုင်းပဲဖြစ်တယ်။သူကကြတော့ SPF ကကြတော့90ပါတယ်။ PA 4+ ပါတာဖြစ်တယ်။အဲ့တော့ဒါဒါဒီ sensitive လေးကိုရွေးပေးထားရဆိုရင်အခုနားထောင်နေတဲ့အထဲမှာအဲတချို့အဲဒီအမေတွေလည်းပါမယ်။ဟိုခလေးလေးတွေလည်းပါမယ်ပေါ့နော်။ကြည့်တကယ်လို့ baby boost cute လေးတွေပါလေးတွေဖြစ်နေ ည်ရဲ့ဆိုရင်တော့ pediatric လိမ့်ဆိုတဲ့ဟာလေးကိုအဲ့ဒီ sanction ကို ပို့ပြီးတော့ data recommend လုပ်ပါတယ်။ကဲအခုလောက်ဆိုရင်နေလောင်ပြီးတဲ့အချိန်မှာအသားမဲတာအပြင်အရေပြားကဘာတွေထပ်ဖြစ်လဲဆိုတာကိုတော့ဘူးသူတာအနေနဲ့ရသွားမယ်လို့ထင်ပါတယ်။ပြီးတော့အဟာလေးတွေအတွက်ထပ်ပြီးတော့ဆုံးရှုံးမှုတွေမဖြစ်အောင်တို့အသုံးအမယ် body care product လေးတွေလည်းသိသွားမယ်လို့ data မြောင်းလင်းပါတယ်။ကဲအခုကကြတော့ data တို့15% off offer လေးအချိန်ရောက်ပါပြီ။ဆိုတော့ data တို့ဒီ15ရာခိုင်နှုန်း discount ကိုရဖို့အတွက်ဆိုရင်ဒီကုတ်လေးတော့တောင်းရမယ်။အဲကုတ်နေရာကြ တော့ Viber မှာ forever ပေါ့เนาะအဟာလေးကိုတို့ဒီ Viber ကိုသွားသွားပြီးရဲ့ချိန်ကြရင်အောက်မှာဒီဖုန်းနံပါတ်လေးပေးထားမယ်အဲ့ဒီမှာသွားပြီးတော့သူတို့စီမှာသွားဝယ်လို့ရပါတယ်အဲ့ဒီကုတ်လေးကဒီနှစ်ပတ်ဒီလေးဖြစ်ပါတယ်ဒီနှစ်ပတ်ထဲမှာဘယ်အချိန်မှာဆိုသွားရဲဆိုရင်15ရာခိုင်နှုန်းပါဆန် off ကရအောင်ရမှာပါကဲဒီဗီဒီယိုကအများကြီးအကျိုးရှိမယ်လို့မျှလင့်ပါတယ်